Hello ဟန်စုပါဒီဗီဒီယိုလေးကတော့ရှင်မင်းနှောင်းဇေယျစီကိုတွားရောက်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ရှင်မင်းနှောင်းဇေယျရောဆိုလို့ရှိရင်စကိုင်းမျိုးမှာနာမည်ကြီးရဲ့ဖရာတဆူမဟုတ်သလိုလူရောက်ပေါက်များတဲ့ဖရာတဆူလည်းမဟုတ်ပါဘူးဒါပြင်ဟန်စုဘာလို့တွားပြီးရောဗီဒီယိုရိုက်ဖြစ်ခဲ့လဲဆိုလို့ရှိရင်ဒီရှင်မင်းနှောင်းဇေယျရောပေါ့နော်ဘုရားပူရပြီးတီထောင်စင်ပေါ့ဒီစကိုင်းပြီးတီထောင်စင်က တွဲမှုတော်တစုအနေနဲ့ပါဝင်ခဲ့တဲ့ဇေယျတစုဖြစ်တဲ့အတွက်ကြောင့်မလို့မှန်တမ်းတင်ထားခြင်းနဲ့ရွေချက်ကြောင့်မို့တွားရောက်ရည်ပြုဖြစ်ခဲ့တာပါစီတော်ရဲ့တည်နေရာကတော့သခိုင်းမြို့နန်းဦးမြို့တည့်ရက်ကွယ်လမ်းဦးတောင်ကုန်းပေါ်မှာတည်ရှိပါတယ်။ဒါကြောင့်မို့ရှေးရခိုင်ကတော့လမ်းဦးဖရာလမ်းဦးမူတော်ဆိုပြီးတော့လဲခေါ်တွင်ကြပါသေးတယ်။အတော်ကမင်းကြီးရဲ့ကောင်းမှုဖြစ်တဲ့ဇီဒီပေါင်း၈၄၀၀မှာတဆူအပါဝင် ဖြစ်တယ်လို့လည်းသိရပါတယ်။ စကိုင်းအတင်ခရဆောင်းယုံမင်းရဲ့ခမဲတော်ပင်တရတစည်းရှင်တည်ရဲ့သူမင်းလက်ထက်တက်ကြရ662ခုနဲ့ဒါမှမဟုတ်ပေါ့နော်ဒီနေရာမှာတက်ကြရဲ့ကွဲလွဲလေးတော့ရှိတယ်စောင်းတေရတစ်ခုနဲ့တစ်ခုမတူဘောနော်တခြားကတော့606ခုနဲ့မှာဆိုလို့ရှိရင်တီဟိုပြန်ဆရာတော်တစ်ပါးကထပ်မံပြုပြင်ထားခဲ့တယ်လို့လည်းမှတ်တမ်းတင်ထားပါဗျာအာဒီပါ ဒီစီရော်ကြီးကတော့အသင်ခရံဆော်ယွန်းမင်းရဲ့ဇယပူရပြည်တီထောင်စင်ကအတွင်းမူတော်တစုအနေနဲ့ပါဝင်ခဲ့တဲ့ဇီတော်လေးပဲဖြစ်ပါတယ်။ဟုတ်ကဲ့ကိုခန့်စုရှင်ပင်နန်းဦးစီတို့ရောက်နေပါပြီ။ဒါတော့ရှင်ပင်နန်းဦးစီပါ။လူသွားလာမရှိဘူးပေါ့နော်လူသွားလာတော့ရှိတလောက်ကိုဖြစ်ပါတယ် ဒါပေမဲ့ဒီဖရားတွေကကြတော့ဘယ်လိုပြောမလဲဆိုတော့ရှင်အောင်ဖရားတွေပေါ့နော်။တမိုင်းဝင်ဖရားတွေ။ တရုတ်ပြန်စီကတော့ရေထိုးထားတဲ့နန်းဦးစေတော်သမိုင်းမှာတော့ဂန်းကောဂမုံဆွဲတော်ကြယ်ယုံခိတ္တရင်မှာစတဲ့ပန်းပေါင်းစုံပေါ်တဲ့ဒီအရက်ဒေတာမှာနန်းမြို့တဲခဲ့ရာကနေဇေယီတော်ကဆိုလို့ရှိရင်နန်းဦးနိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့နန်းဦးရှင်ပင်လို့အပွဲတော်တင်ခဲ့တယ်လို့သိရပါဗျာ ရှေးခါပေါ့နော်လမ်းဦးဖျားလို့ကုန်းမောင်ခေတာယာရီမင်းလက်ထက်ရေးထိုးခဲ့တဲ့ပေစာမှာတွေ့ရပါတယ်။ကုန်းမောင်ခေနောက်မှရောက်တဲ့အခါမှာတော့နန်းဦးဖျားလို့ခေါ်တွင်ခဲ့ပြီးတော့ရှင်ပင်ဆိုတဲ့ဇကားကဖျားနဲ့အတိတ်ပဲသူဖြစ်တဲ့အတွက်ကြောင့်မလို့ရှင်ပင်နန်းဦးဆိုတာကနန်းဦးဖျားလို့လည်းအတိတ်ပဲသူရောက်ပါတယ်။ ီရှင်မင်းနောင်စီတော်ကြီးကိုတော့အသင်ခရဇော်ရုံမယ်နောက်ပြီးသမီးတော်ဆိုးမင်းကိုတော်ကြီးနဲ့တကွစကိုင်းမင်းဆက်တွေ၎င်းတို့ရဲ့မျိုးဆက်တွေဖြစ်တဲ့အင်းဝမင်းဆက်ကုန်းမောင်မင်းဆက်မင်းအဆက်ဆက်ကထိန်းသိမ်းဆောက်ရှောက်ခဲ့ကြပါတယ်။ကောစာတကယ်လေး1236ခုနှစ်ရန်နာဘုံခင်မှာတော့စကိုင်းစာတီကင်းစီကြီးကအချင်းစာပြုပြင်မုံမှန်မှုတွေထပ်မံပြုလုပ်ခဲ့ပါတယ်။ ီရှေးအောင်ဖျားရဖြစ်တဲ့အတွက်ပေါ့နော်အဲ့လိုလိုစီကားပြီးတော့အာနောက်ခုညရဲ့သူအများကြီးရှိမယ်ဆိုလို့ရှိရင်တော့ပုံပြီးတော့ကောင်းမှာပေါ့နော်နောက်ပိုင်းကျရင်တော့အဲ့လိုတွေဖြစ်လာဖို့ညွှန်လေးရပါတယ်တော့ကသူအရောက်ပေါက်မရှိတဲ့လောက်ပါပဲ င်ဆောင်းဘုံရရှင်တို့ဘိုင်းတောင်ဘွားဘုရားတွေကိုလှမ်းပြီးတော့မြင်နေရပါတယ် နောက်တစ်ချက်အနေနဲ့ရပါတော့ဒီရှင်မင်းနှောင်းစီတော်မြတ်ကြီးကိုသခိုင်းအဝင်လန်းကနေပြီးတော့ဒီဖြတ်သန်းသွားလာသူတွေအနေနဲ့ရလဲဒီကြီးညိုတရာပေါများတဲ့ဒီဇောအဟုန်ကြောင့်မလို့ပေါ့နော်လက်အုပ်ချီမှုဥချကြတာဖြစ်တဲ့အတွက်ကြောင့်မလို့လန်းဥစီကြီးဒါမှမဟုတ်ရင်လန်းဥစီကြီးတို့ခေါ်တွင်တယ်လို့လည်းတမျိုးတစ်ပါတာပြောကြတာမျိုးလည်းရှိပါတယ် ဇီရော်ကြီးရဲ့စွန့်ကပ်ပွဲတော်ရက်ကတော့မြို့စွန်းလောင်းသင်းနေအနေနဲ့ကဝါကောင်လာပြည့်ကျော်ရှိရနေမှာပြုလုပ်ကြတာဖြစ်ပြီးတော့နေစွန်းလောင်းသင်းနေနေနဲ့ကတော့တော်သလင်းလာပြည့်ကျော်ရှိရနေမှာစီကားတိုင်မြိုက်စွာပူဇော်ကျင်းပကြတာပဲဖြစ်ပါတယ်ဆိုလို့ရှိရင်တော့ရှင်ဗနာဦး စီဒီရဲ့အကြောင်းလေးကိုပါပါတော့လဲကျွန်တော်ဒီကောင်းနေနေလို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် bye bye